ောသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်အဖြစ်သူတို့ကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်တိမောသေဩဝါဒစာပထမဆုံးအခန်းကြီး၄အပိုင်းငယ်၁၄မှ၁၅ရာထိတ်တော်ကို ခံ၍သင်အုပ်များတို့သည်လက်တင်ခြင်းနှင့်တကားသင်၌အပ်ပေးသောဆုကျေးဇူးကိုမပြုစုပဲမနေနှင့်သိတူပွားခြင်းကိုလူအပေါင်းတို့အားထင်ရှားစေခြင်းကဤအရာများကိုစိတ်ဆွဲလန်း၍ကြိုးစားအားထုတ်လော့ ကျောင်းဒီနှုတ်ကပတ်တော်ကတော့တီမောသေးကို တမန်တော်ရှင်ပေါ်လူကဖော်ပြတဲ့နှုတ်ကပတ်တော်အကြောင်းအရာဖြစ်ပါတယ်။ဗျာဒိတ်တော်ခံရပြီးတော့တဲ့သင်အုပ်များတို့ဒီလက်တင်ချင်းနဲ့တကွသင်မှာအပ်ပေးထားတဲ့ဖရာရဲ့ဆုကျေးဇူးကိုမပြုစုဘဲနဲ့မနေပါနဲ့။အသက်တာမှာ တိုးပွားခြင်းရှိပါစေတဲ့။လူအပေါင်းတို့ကအဲ့ဒါကို မြင်ပါစေ။ဒါကြောင့်မို့ဖရာသခင်ကိုယ်ကိုပေးထားတဲ့ဆုကျေးဇူးကိုပြုစုပြီးတော့အဲ့ဒါကိုဆွဲလန်းပြီးတော့ကြိုးစားအားထုတ်ပါလို့တမန်တော်ရှင်ပေါ်လူကတီမောသေးကို ဆုံးမပြီးတော့တွန့်တင်ပါတယ်။ဒါကြောင့်မို့ချင်းသုံးယောက်စီတိုင်းကျွန်တော်တို့ဘဝအသက်တာထဲမှာလည်းကျွန်တော်တို့ကိုပေးထားတဲ့စုကျေးဇူးတွေကိုပြုစုဖို့အင်မတန်ရည်ကြည်တယ်။ကိုယ့်ကိုဖရာသခင်ဘာပေးထားလဲဆိုရာကိုသိဖို့လိုအပ်ပါတယ်။အဲ့ဒီစုကျေးဇူးတွေကိုပြုစုပါတိမောသေဩဒါစာပထမဆုံးအခန်းကြီး6အပိုင်ငယ်20မှာလည်းဘလို့ဖော်ပြလဲဆိုရင်။အိုတိမောသေသင်၌အပ်ထားသောအရာကိုစောင့်ရှောက်လို့ဖော်ပြပါလေ။တိမောသေရဲ့မင်းမှာဖရာသခင်အပ်ထားတဲ့အရာတွေကိုစောင့်ရှောက်ပါ။ ဖယားသခင်ပေးတဲ့ဆုကျေးဇူးကိုမပြုစုဘဲမနေနဲ့မင်းမပေးထားတဲ့ຢာတွေကိုစောင့်ရှောက်ပါလို့ဖော်ပြပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကိုဖယားသခင်ကဆုကျေးဇူးတွေပေးထားတယ်။လူတိုင်းလူတိုင်းကိုဖယားသခင်က မတူညီတဲ့ဆုကျေးဇူးတွေပေးထားတာဖြစ်ပါတယ်။ကိုယ့်ကိုပေးထားတဲ့ဆုကျေးဇူးတွေကို ပြုစုဖို့လိုအပ်တယ်၊စောင့်ရှောက်ဖို့လိုအပ်ပါတယ်။အဲဒီຢာတွေကိုတိုးပွားခြင်းအပြင်ကိုယ့်ရဲ့အသက်တာထဲမှာရှိတဲ့အရာတွေကိုသင်ကလှုပ်ဆောင်ပြီးတော့တိုးပွားမယ်ဆိုရင်တော့ဖယားဘုံတော်ထင်ရှားမှာဖြစ်ပါတယ်။တချို့ကဘာလို့အောင်မှမသိဘူး။ အနာဂတ်ဒီပျောက်နေတယ်ဖယားသခင်ဘာလို့ရမလဲဘေလန်းကိုသွားရမလဲဘာလို့ရင်ကောင်းမှာလဲဘဝတတတာထဲမှာအနာဂတ်ပျောက်ပြီးတော့လမ်းပျောက်နေတဲ့သူတွေရှိပါတယ်တင်းရတတတာထဲမှာဘာလို့ရမလဲဆိုတာထက်မိမိမှာဘာရှိလဲဆိုတဲ့အရာကိုရှာဖွေတတ်ဖို့ကအင်မတန်ရေးကြီးပါတယ်ကျွန်တော်တို့ဘဝတတတာထဲမှာဘာလို့ရမလဲဆိုတာထက်မိမိမှာဘာရှိလဲဆိုတဲ့အရာကိုသိဖို့ရေးကြီးတယ်ဖယားကိုကိုဘာပေးထားလဲကိုရဲ့အတတတာထဲမှာဘာရှိလဲ အဲ့ဒီຢာကိုကျွန်တော်တို့ကရှာဖွေတွေးရှိဖို့အင်မတန်ရေးကြည့်ပါတယ်ကျွန်တော်တို့ရဲ့ပြဿနာက ကိုယ်မှာဘာရှိလဲဆိုတာထက်သူများမှာဘာရှိလဲဆိုတဲ့ຢာကိုပို့ပြီးတော့စိတ်ဝင်စားတတ်ခြင်းပဲဖြစ်ပါတယ်ကိုယ်မှာဘုရားသခင်ဘာပေးထားလဲဆိုတာထက်သူများမှာဘုရားဘာပေးလဲဆိုတာကိုကျွန်တော်ကပို့ပြီးတော့စိတ်ဝင်စားတတ်ပါတယ်ကိုယ်လုံအောင်မဲ့အလုပ်ထက်သူများလုံနေတဲ့အလုပ်ကိုကျွန်တော်ကသွားပြီးတော့စိတ်ဝင်စားတတ်တယ်သင်ကသင်ပြေးလမ်းပေါ်မှာပဲပြေးလိုက်ပါ ဘုရားသခင်တင့်ကိုထားတဲ့ပန်းတိုင်ကိုပဲတင့်ကရှေ့ရှုပြီးတော့ဒီဇိုင်းမမတ်လှုပ်ဆောင်လိုက်ပါတင့်ကိုသူများနဲ့မတူအောင်ဘုရားသခင်ကဖန်ဆင်းထားတာရည်ရွယ်ချက်ရှိပါတယ်တင့်မှာဘသူနဲ့မှမတူတဲ့အစွမ်းစားတွေရှိတယ်ဘုရားပေးထားတဲ့စုကျေးစုတွေရှိတယ်အဲ့ဒီအရာကိုတင့်ကတွေ့ရှိပြီးတော့အဲ့ဒီအရာတွေကိုတင့်ကပြုစုပြီးတော့စောင့်ရှောက်ပြီးတော့အသက်ရှင်တတ်ဖို့အင်မတန်ရည်ကြီးတယ်သင်မှာရှိတဲ့အရာတွေကိုသင်သိပြီဆိုရင် သင်ပါလို့ရမလဲဆိုတာကိုသင်သိလာမှာဖြစ်ပါတယ်။ဒီနေရာမှာမေးစရာမေးခွန်းရှိပါတ ကိုကိုဘာပေးထားမှမသိဘဲနဲ့ဘယ်လိုလုပ်အောင်မလဲကိုကိုဘာပေးထားမှသိအောင်ဖယားသခင်ကိုကိုဘာပေးထားလဲသိအောင်ဘယ်လိုလုပ်အောင်မလဲဆိုရယ်မိကွန်ရှိပါတယ်ဒါကလွယ်လွယ်လေးပါပဲသင်မှာဘာရှိလဲသိချင်ရင်သင်ကိုဖန်ဆင်းတဲ့ဖယားနဲ့အချိန်ယူလိုက်ပါဖယားသခင်နဲ့နီးကပ်ဆိုတာအသက်ရှင်နေလေသင်မှာဘာရှိလဲဆိုရယ်ရကိုသင်ကသိလာမှာဖြစ်ပါတယ်သင်ရဲ့စုကျေးစုကဘာလဲဆိုတာကိုသင်ကသိလာမှာဖြစ်ပါတယ်ဖယားသခင်ကသင်ကိုဖန်ဆင်းထားတဲ့ဖယားရှင်ဖြစ်တယ်သင်မှာဘာရှိလဲဆိုတာကိုဖယားကကောင်းကောင်းသိတယ် ဒါကြောင့်မို့သင်ဟာဖះနဲ့နီးကပ်စွာအသက်ရှင်နေလေကို့မှာဖះပေးထားတဲ့အစွမ်းစားတွေကိုသင်ကသိမြင်လာလေလေပဲဖြစ်ပါတယ်။ဒါကြောင့်မို့သူများမှာရှိတာကိုအားမကြပါနဲ့။ဖះခင်သင်မှာပေးပြီးသားဖြစ်တယ်။သင်မှာရှိတဲ့စုကျေးစုကိုပဲသင်ကပြုစုပြီးတော့အဲ့ဒီအရာနဲ့ပဲအသုံးခံလိုက်ပါ။မိုးရှိရဲ့လက်ထဲမှာတောင်မွေးလေးပဲရှိပါလေ။အဲ့ဒီတောင်မွေးလေးရှိတဲ့အရာနဲ့ပဲဖះကပင်လယ်နေကြီးကိုနှစ်ချမ်းကွဲစေပါလေ။ရှိတဲ့အရာနဲ့ပဲဖះသခင်ကအလုပ်လုပ်သွားတယ်နော်။ဒါဝိတ်မှာလောက်လွဲပဲရှိတယ်။ ဒါဝိတ်ကဖခင်နဲ့နီးကပ်စွာအသက်ရှင်တဲ့အခါမှာသူ့မှာရှိတဲ့လောက်လွဲကိုပဲသူကယုံကြည်စိတ်ချပြီးတော့ဂေါလိယနဲ့တိုက်ဖို့အတွက်တိုက်ပွဲကိုဝင်သွားတယ်။အဲ့ဒီလောက်လွဲလေးနဲ့ပဲအဲ့ဒီကြောက်ခဲလေးနဲ့ပဲအင်မတန်ကြီးမားတဲ့စစ်သူရဲ့ဂေါလိယကိုအနိုင်ရတဲ့ခွင့်ကိုဖခင်ကပြင်ဆင်ပေးခဲ့ပါတယ်။ရှိတဲ့အရာလေးကိုပဲဖခင်သခင်ကအသုံးပြုသွားတယ်။ဒေါ်ကာရဲ့လက်ထဲမှာအကလေးတစ်ချောင်းရှိတယ်။အဲ့ဒီအကလေးတစ်ချောင်းနဲ့ပဲလူများစွာကိုသူကအင်ကြီးချုပ်ပေးပြီးတော့ဖခင်သခင်တို့အစီခံသွားခဲ့တယ်။ သူ့အပြင်ဘုရားဘုံတော်ထင်ရှားတယ်။ဒါကြောင့်မို့ချက်တော်ညင်ကောင်တော်စီတိုင်းသူများမှာရှိတဲ့အစွမ်းစားတွေကိုအားကြပြီးတော့ငါမှဘာလို့မရှိရလဲ။သူများကိုဘုရားသခင်အသုံးပြုတာကိုအားကြပြီးတော့ငါ့ကိုတော့ဘုရားသခင်ဘာလို့မသုံးတာလဲဆိုပြီးတော့စိတ်တကြစိတ်ပြဲဝမ်းနေနေကြမလိုပါဘူး။ဘုရားသခင်ကသင်ကိုသူများနဲ့မတူအောင်ဖန်ဆင်းထားတယ်။သင်မှာလည်းဘယ်သူနဲ့မှမတူတဲ့အစွမ်းစားတွေရှိနေတယ်။အဲ့ဒီအရာကိုသိဖို့အင်မတန်ရည်ကြီးတယ်။ ဒါကြောင့်မို့တင့်မှာဖရာသခင်ဘာပေးထားလဲဆိုတော့ကိုသင်ကမသိမချင်းသင်ကလမ်းစာပြောင်းနေမှာဖြစ်တယ်အနာဂတ်ပြောင်းနေမှာဖြစ်တယ်သင်ကိုဖရာသခင်ဘာပေးထားလဲဆိုတော့ကိုသိပြီဆိုရင်တော့သင်ပါလို့ရမလဲဆိုတဲ့အရာကိုသင်ကသိမှာဖြစ်ပါတယ်ဒါကြောင့်မို့သင်ကိုဖရာသခင်ဘာပေးထားလဲဆိုတော့ကိုသိဖို့ရန်အတွက်သင်ကိုဖန်ဆင်းတဲ့ဖရာနဲ့များများအချိန်လိုက်ပါဖရာသခင်နဲ့နီးကပ်စွာအသက်ရှင်လိုက်ပါဖရာသခင်ကိုသင်ဖို့ရမှာနေရာပေးလိုက်ပါဒါကြောင့်မို့သူများမှာရှိတဲ့အရာတွေကိုအားကြပြီးတော့မနာလိုပြီးတော့ညူစုပြီးတော့အသက်မရှင်ပါနဲ့ ဘုရားသခင်သင်မှာပေးထားတဲ့အရာတွေကိုသင်ကသိရှိပြီးတော့အဲ့ဒီအရာတွေကိုပြုစုလိုက်ပါအဲ့ဒီအရာတွေကိုစောင့်ရှောက်လိုက်ပါဘုရားသခင်တို့အသုံးခံလိုက်ပါသင်ရှိတဲ့အရာလေးကိုကျေးဇူးတော်ချီးမွမ်းပြီးတော့သင်ရှိတဲ့အရာလေးကိုဘုရားသခင်တို့အသုံးခံပြီးတော့သင်မှာရှိတဲ့အရာကိုသင်ကပြုစုပြီးတော့အသက်ရှင်မယ်ဆိုရင်တော့ဘုရားသခင်ပုံတော်ထင်ရှားပြီးတော့သင်ကိုကြီးမားစွာဘုရားသခင်အသုံးပြုမယ်ဆိုတဲ့အကြောင်းကိုဝင်ရပါတယ်အားလုံးပေါ်မှာဘုရားရှင်ကောင်းကြီးပေးပါစေ